It's weird seeing you in this season of the year. Want to hear a joke? Isn't it? The Joker. But he's in prison. For as long as he wants. You bring them home? While I'm bored in these walls. ရာ Stone X မှာကျေစုပါတယ်။ဆောက်ရမ်းမိုက်တဲ့ဆောက်ချမ်းကြီးရဲ့ origin ကိုမြင်လာရပါပြီ။အစ်တထွက်လာခဲ့တဲ့ Absolute Batman ရဲ့ issue number 4မှာဆိုရင် comic နဲ့ရုပ်ရှင် history မှာဘယ်သူကမှတစ်ခါမှမမြင်ဘူးမဲ့ Batman ရဲ့ prototype ဖုံးမိတ်စုကနေစပြီးတော့ Batman ရဲ့ငယ်ဘဝနဲ့ Batman ဘယ်လိုဖြစ်လာခဲ့လဲဆိုတဲ့ origin ကိုပြသွားခဲ့တာမို့လို့စိတ်ဝင်စားကြရဲဆိုရင် video လေးကိုဆုံးအောင်တည်ကြည့်တော့ပြကြပါအောင် and as always guys video လေးကိုကြည့်ကြလို့ channel ကိုတစ်ဖက်တစ်လမ်းနေပြီးတော့ support လုပ်ပေးခြင်းကြရဲဆိုရင်တော့ video တွေတက်လာပြီဆိုရင် USB PN လေးခံပြီးတော့ကြည့်ပေးကြပါဦးရဲ့တက်လာတဲ့ join ရလေးတွေကို ဆုံးအောင်ထိကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်အခုကတော့ intro လေးပြီးရင်စလိုက်အောင် I am vengeance. I am the night. I am Batman. โอเคဒီ comic မှာအချိန်၃ခုကိုရှင်းအောင်ခုံပြီးတော့ရုပ်ရှင်တစ်ခုဆန်းဆန်းလတ်လာပါပါဖန်တီးပေးထားပါတယ် so bear with me guys အခု comic မှာမြင်ရမယ့် Bruce Wayne ဒီ Batman story မှာမြင်ရနေကြပုံစံမျိုး million meter စုတစ်ခုကဒူစီအိုက်လမ်းကြားဆိုတာကိုဖျက်ရှောင်းမိတဲ့အခါ Joe Chill ဆိုတဲ့လူမိုက်ကတပ်ပစ်တာကိုခံလိုက်ရပြီးတော့ကြံခဲ့တဲ့မိဘမဲ့သထေသားလေးက Batman ဖြစ်လာတယ်ဆိုတဲ့ origin ဇာတ်လမ်းမျိုးကိုလုံးဝအပြီးပြောင်းလဲထားပါတယ် of course Joe Chill ဆိုတဲ့သူကပဲဒီ comic မှာ Batman ရဲ့ဖခင်ဖြစ်သူကိုတပ်ပစ်လိုက်တာဖြစ်ပေမဲ့ဖခင်ဖြစ်သူ Thomas Wayne က million တရားမဟုတ်ပဲမူလာ မ်းပြကြောင်းစရာတယောက်ဖြစ်ခဲ့ပါတယ်ဘတ်မန်ရဲ့အမေဖြစ်သူမာသာဝင်းကလက်ရှိအချိန်အထိတက်ရှိထင်ရှားရှိနေသေးပေမဲ့ကြောင်းစရာတောမတ်ဝင်းကတော့သူ့ရဲ့ကလေးဘရုစ်အပါအဝင်ကြောင်းသားတွေကိုတရိတ်ဆိုင်ရုံလိုက်ပို့ပေးရင်ကပြစ်ခတ်မှုတစ်ခုဖြစ်ပေါ်ခဲ့ပြီးတော့ကလေးတွေကိုအခန်းတစ်ခုထဲပိတ်ထည့်ထားရင်ကယ်ပေးခဲ့ပေမဲ့တောမတ်ကတော့တကားဝါမှာပဲပြစ်ကတ်ခံရပြီးတော့သေဆုံးသွားခဲ့ပါတယ်ဒါကြောင့်ကမိတ်အစအရတော့တရားခံဂျိုးဂျိုးကစတိတ်မန့်ပြောဖို့အတွက်တရားရုံထဲမှာစာထားခဲ့ပါတယ်ဂျိုးဂျိုးကဘာမှမပြောနိုင်ခင်မှာနင်နာသူဘရုစ်ဝိန်းလေးဘက်ကနေပြီးတော့ပြောချင်တာရှိတယ်ဆိုတဲ့အတွက်တရားရုံက Bruce ကို ပြောစရာရှိရာပြောဖို့အတွက်ရှေ့ကိုထွက်စေခဲ့ပါတယ်။ And Bruce ကဘာမှမပြောနိုင်ခင်မှာမျက်ရည်တစ်စက်ချလာခဲ့ပါတယ်။ Comic ကလည်းအတိတ်နဲ့တနေရာစီကိုဆွဲခေါ်သွားလိုက်ပါတယ်။ဒီချိန်တွေက Bruce Wayne တယောက် Batman ဘယ်လိုဖြစ်လာခဲ့လဲ။ဘာတွေကသူ့ကို Batman ဖြစ်လာဖို့အတွက်တွန်းအားပေးခဲ့လဲဆိုတာတွေကိုပြလာခဲ့ပါတယ်။ Gotham မြို့ကြီးရဲ့တိုင်းအမြင်တစ်ခုပေါ်မှာဆိုရင်စက်ကြီးမဆက်နိုင်တဲ့လူ၃ယောက်တို့ကလူမိုက်တွေရဲ့ဖန်နာကြတာကိုခံစားလိုက်ရပါတယ်။ And အလဲကမိမဖြစ်သူကို Isabel ပေးတဲ့အနေနဲ့လူမိုက်တယောက်ကအမြဲတတိရှိတဲ့ဘာတွေဖြစ်လာမလဲဆိုတာကိုဘယ်သူမှခံမှန်းလို့ရနိုင်မှာမဟုတ်ဘူးလို့ပြော ောရင်းနဲ့တိုက်ပေါ်ကနေပြီးတော့တွန်းချလိုက်ပါတယ်။တကယ်လည်းဘာတွေဖြစ်လာမလဲဆိုတာကိုခံမှန်းလို့မရပါဘူး။ဒီမိမကတိုက်ပေါ်ကိုပြန်ပြီးတော့မြက်တင်ပေးတာကိုခံလိုက်ရတယ်။လူစိုးတွေကကြောင်နေကြတဲ့အချိန်မှာနောက်ကနေပြီးတော့မျက်လုံးအနီရောက်မျက်စံအဝါရောက်ပါးစပ်မှာအဆွဲတွေပါတဲ့အရာကြီးတစ်ခုကခုံဝင်တိုက်ခိုက်တာကိုခံလိုက်ရပါတယ်။အဲဒီအကောင်ကြီးကအဆွဲတွေနဲ့လည်းလေပင်ကိုကိုက်တယ်။လက်ကအချွန်တွေနဲ့လည်းကုတ်ချစ်ပါသေးတယ်။အဲအဆုံးမှာတော့ပစ္စတိုတလန်နဲ့လူမားရဲ့မျက်နှာကိုတေချိန်ထားလိုက်ပါတယ်။ဒါမျိုးလင်းတို့ကောင်ကြီးကိုပြထားရင်မှကျွန်တော်ကလင်းတို့ကိုရွေးခဲ့တဲ့အဖေဆိုတဲ့ဘရုစ်လီရဲ့စကားကိုကြားလိုက်ရပါတယ်။ ရုစလေဒီအဖေဖြစ်သူကိုသူ့ရဲ့ကျောင်းမှာကျင်းပမဲ့အင်ဂျင်နီယာပြိုင်ပွဲအတွက် idea တွေကိုရှင်းပြနေတာဖြစ်ပါတယ်။ Bruce က project အတွက် Lenovo နဲ့ပတ်သက်ပြီးတော့လုပ်ဖို့အတွက်ရွေးချယ်ခဲ့တယ် and Thomas ကတော်တယ်လို့ပြောရင်းနဲ့အလုပ်ကိုထွက်သွားဖို့အတွက် project နဲ့ပတ်သက်ပြီးတော့ကံကောင်းပါစေဆိုပြီးတော့ပြောသွားလိုက်ပါတယ်။တကယ်တော့အဲ့ဒီအချိန်တွေက Bruce Wayne တွေးခဲ့တဲ့အရာတွေ Bruce Wayne လုံးနေတဲ့များအရာတွေအားလုံးကအခု Batman ဖြစ်လာစေဖို့အတွက်ကိုရည်ရွယ်နေခြင်းဖြစ်ပါတယ်။ and အခုချိန်မှာတော့တိတ်ပြီးတော့ကံကောင်းမနေပါဘူး။ Lenovo ပုံစံဝတ်ထားတဲ့ Bruce ကလူမိုက်တယောက်ကိုတနက်နဲ့တိတ်ချိန်ထားတယ်။ဘတ်နောက်ထပ်လူမိုက်တွေအများကြီး ီကတနက်တင်နဲ့ရောက်လာတဲ့အတွက်ပြန်လဲထွက်ပြေးလာခဲ့ရပါတယ်။သူရဲ့ base ကိုပြန်လာအပြီးမှာတော့ဒါဒီအားလုံးတူဝစ်ထားတဲ့အရာတွေအားလုံးကစောက်ပိုတွေပဲဆိုပြီးတော့ကောက်ချက်ချခဲ့။မျက်နှာကိုဆေးချေထားတာတွေအတန်ပြောင်းတာတွေအဆွဲတွေ and ဒါကောပဲဆိုပြီးတော့တနက်ကိုပါမီရှိုဖျက်ဆီးလိုက်ပါတယ်။အခုနောက်ကဒူစီရိုက်တမားတွေကလမ်းဘေးလူမိုက်တွေပဲ desperate ဖြစ်နေကြတဲ့လူတွေပတ်စံကိုအသေးအတန်လူနေကြတဲ့သူတွေဖြစ်ပါတယ်။ဒါကြောင့်ဒါမျိုးကောင်တွေ၁၀ရောက်လောက်ကို၆လမ်းပြစ်လိုက်ပြီဆိုရင်လည်းနောက်ထပ်၁၀ကောင်ကပေါ်လာမှာပဲဖြစ်ပါတယ်။ No Batman ဆိုတာကဒါထက်ပိုပြီးတော့လှုပ်ဖို့အတွက်လိုအပ်တယ်။ပိုကြီးကြီးတွေးရမ ယ်ဘတ်မန်ဆိုတာကိုပို့ပြီးတော့ကြီးမားအောင်တည်ဆောက်ရမယ်အဲဆက်ပြီးတော့သူကဂေါ်တန်မျိုးရဲ့အဓိကဒူစီယိုက်ကိစ္စတွေကိုခိုင်တွယ်နေတဲ့မိုင်ရိုနီတို့ဖယ်ကိုနီတို့ဂိုင်းနေစီကိုစုံစမ်းမှုအတွက်ဦးတည်လာခဲ့ပါတယ်လမ်းဘေးဒူစီယိုက်ဒီမားတွေကိုတိုက်ခိုက်နေလို့ဘာမှမထူဘူးအဲဒီကောင်တွေကအဓိကပြဿနာမဟုတ်ဘူးအဓိကကအနည်းဆုံးဘတ်၃ခုလောက်မှပတ်စံနေအပ်ထားပြီးတော့ကုမ္ပဏီတွေထောက်စေးတွေလက်နက်တွေလိုဝက်ကင်တွယ်နေကြတဲ့ခိုင်းတွေကအဓိကဖြစ်ပါတယ်ဘတ်စတိုဒီကောင်တွေကိုဖြုတ်ချပြဖို့အတွက်လည်းဒီကောင်တွေကတိတ်ကိုကြီးမားလွန်းနေခဲ့တယ်ဆိုပြီးတော့ဘတ်မန်ကရည်ရွယ်မိပါတယ်ဆက်ပြီးတော့လက်ရှိအချိန် 2 million dollars ရလာပြီးမှ Batman ရဲ့အခြေအနေ Batman ဘာတွေပြောင်းလဲလိုက်လဲဆိုတာကိုပြလာခဲ့ပါတယ်။ဒူစီအိုက်ကုံကားကြီးတွေကလိုင်းကိုတစ်ခုကိုဖြတ်လာနေကြပါတယ်။ Batman ရဲ့နောက်ကနေပြီးတော့ကားရှိမီနှစ်ခုလင်းလာပြီးတော့ Batmobile ကြီးကလည်းကတ်လိုက်လာပါတယ်။ပြီးမှတကယ်တော့ဒါကအယုတ်ကားလေးတစ်တလေးပဲ။ဒီကားလေးကကုံကားကြီးရဲ့အောက်မှာနေရာယူပြီးနေပြီ။ And Cabo Attack နှစ်ကောင်ကလည်း Tokyo ဖုံးနေကြပါတယ်။ဒါပေမဲ့သူတို့ရဲ့ Tokyo တွေကသူတို့ရဲ့ကားအရှိလမ်းမအလယ်မှာ Remo ကားဆော့နေတဲ့ Batman ကိုမြင်လိုက်ရပြီးမှတော့တုန်လှုပ်အံ့ဩသွားကြပါတယ်။ Batman ကခလုတ်တစ်ချက်ကိုနှိပ်လိုက်တဲ့အခါကားကြီးက ကပောက်ကွဲထောင်တက်သွားပြီးတော့လိုင်ကူထဲမှာမောက်ကြထိုးရက်သွားကြပါတယ်။ဘာမှမသိတဲ့လူမိုက်တွေကဘာဖြစ်မှန်းမသိဘဲနဲ့ကားတွေကနေပြီးတော့ကိုစီထွက်လာကြတယ်။ဘတ်အချင်းချင်းဘာဖြစ်လဲလမ်းမေးနေကြတဲ့စကားမဆုံးခင်မှာပဲရှိနေတဲ့ဒူးစီရိုက်သမားအကုံကတစ်စက္ကန့်လောက်အတွင်းမှာအကုံရှင်းပြစ်တာကိုခံလိုက်ရပါတယ်။ဒါရမဒီလိုအရာတွေဒီလိုဆက်ပစ္စည်းတွေ equipment တွေဝယ်ဖို့အတွက်သူကတထောင်လောက်ပဲကုန်ခဲ့တာ။ချိထားတဲ့2မီလီယံနဲ့ဆိုရင်သူဘယ်လောက်တောင်လုံနိုင်မလဲဆိုတာကိုစဉ်းစားစီရပါပဲ။ငါဘယ်လိုလုပ်ရမလဲဆိုတဲ့အဖြေကိုသိပြီးထင်တယ်ဆိုပြီးတော့ဘတ်မန်ကပြောလိုက်လို့တစ်ဖက်မှာဘရုစ်လေးကလည်းသူ့ရဲ့အဖြေကိုပြောလိုက် က်တဲ့စကားစီကိုဆက်သွားလိုက်ပါတယ်ကြည်ပါအောင်ဆိုပြီးတော့ Bruce Wayne လေးကသူ့ရဲ့အဖေကိုသူ့ဖန်တီးတီထွင်နေတဲ့လင်းတို့ဒီဇိုင်းပေါင်ကူတရားတစ်ခုကိုပြလာခဲ့ပါတယ် Thomas က Bruce လေးတီထွင်နေတဲ့အရာတွေကိုတွန်းအားပေးပါတယ်သူကိုယ်တိုင်ကလည်းနှလုံးအထုကုဆရာဝန်တယောက်ဖြစ်ချင်းခဲ့ကြောင်းကိုရှင်းပြလာပါတယ်ဘာလို့လဲဆိုပြီးတော့ Bruce ကမေးမြန်းလိုက်တဲ့အခါမင်းရဲ့အဖိုးငါရဲ့အဖေကြောင်းဆိုပြီးတော့ရှင်းပြလာပါတယ်ငယ်စဉ်က Thomas ရဲ့အဖေဒီတပတ်ကို6ရက်အလုပ်လုပ်ရတဲ့ bus car driver တယောက်ဖြစ်ခဲ့ Sunday night ရက်တိုင်းမှာသူတို့ဒါအဖကကစားကွင်းကိုတွားခဲ့ကြပါတယ် but တရက်တော့ Sunday မှာတော့ကစားကွင်းကိုတွား ားတဲ့လမ်းမှာဘိုးတော်ကရုတ်တရက်ပြုတ်ကြပြီးတော့တေဆုံးသွားခဲ့တယ်။ဆရာဝန်တွေကတေဆုံးမှုဒီနှလုံးရောဂါဖြစ်ကြောင်းနဲ့မြေကြီးနဲ့မထီခင်မှာတင်သူကတေပြီးနေပြီဖြစ်ကြောင်းလို့ကိုပြောပြခဲ့ပါတယ်။ဒါပြီးမှတော့တောမတ်စ်ကနှလုံးအထူးကူဆရာဝန်တယောက်ဖြစ်လာခြင်းခဲ့တယ်။စာကြိုးစားတယ်၊အလုပ်ကြိုးစားတယ်။ဒါပေမဲ့မိမရခလေးရဖို့အခြေအနေကိုရောက်လာတဲ့အချိန်မှာတော့သူ့ရဲ့အိမ်မက်တွေကဝေဝါးလာခဲ့ပါတယ်။ဒါမှမဟုတ်ပို့ပြီးတော့ချီလင်ပြတ်သားလာခဲ့ပါတယ်။သူကဆရာဝန်တယောက်ဖြစ်ခြင်းနဲ့ဆိုတာသူ့လိုမျိုးတခြားခလေးတယောက်ကကစားကွင်းသွားတော့မှအဖေကိုဆုံးရှုံးလိုက်ရတာမျိုးမဖြစ်စေချင်လို့ပါ။အခုတော့သူကကျောင်းဆရာတယောက် ြစ်လာတဲ့အခါအဲ့လိုမျိုးတွေဖြစ်မလာအောင်ကလေးတွေကနှလုံးအထူးကူတွေဖြစ်လာအောင်ပဲပြင်ဆင်ပြိုးထောင်မှုတွေကိုလုပ်ပေးနေပါတယ် and this ဒီအရာတွေဒီစကားတွေက Bruce Ball ကိုလည်းတိုက်ရိုက်တက်ရောက်သွားစီပါတယ် Bruce ဒီအဲ့ဒီအချိန်တုန်းကတီထွင်တူတယောက် engineer တယောက် scientist တယောက်ဖြစ်ချင်းခဲ့ပေမဲ့တကယ်တော့သူက Gotham မျိုးကြီးကိုအဓိကကာကွယ်ပေးနေတဲ့ Batman ဆိုတဲ့ vigilante တယောက်ပဲဖြစ်လာခဲ့ပါတယ် Bruce ကသူ့ရဲ့အဖေကိုဆက်ပြီးတော့သူလုံးနေတဲ့အရာတွေကမှားနေတယ်ထင်တယ်ဆိုပြီးတော့ဆက်ပြီးပြောပြလာတယ်အဲ့ဒီအချိန်တုန်းက Bruce ကကလေးတယောက်အနေနဲ့ရိုးရိုးရှင်းရှင်းပြောခဲ့တာဖြစ်ပေမဲ့ comic ကလက်ရှိ Bruce ရဲ့ ဲ့လူကြီးတယောက်ဘတ်မန်လုံးနေတဲ့အချိန်လေးဖြစ်နေတဲ့အရာတွေကိုပြသနေပါတယ်။ဘာတွေကမားနေလို့လဲဆိုပြီးတော့တောမတ်ကမေးလိုက်တဲ့အချိန်မှာတော့လူတွေပဲလူတွေကတာမန်ရှင်တန်ခြင်းုံတတ်တတ်နဲ့နေနေကြတာ။သူတို့တွေကသူတို့လုံးနေပါရဲ့လို့မထင်ကြပေမဲ့ကဘာကြီးကိုသူတို့ရဲ့လောက်ရက်တွေကပို့ပြီးတော့ဆူလာနေစေတယ်။အရာရာအားလုံးကပျက်စီးဆုပ်ယုပ်လာနေပြီး and လူတွေလူတွေကနာကျင်နေကြတယ်။ဒေါ်ဒါတွေထွက်နေကြတယ်။ကြောက်နေကြတယ်။လုံးမီလောက်ရဥပမာလက်နက်ဝဲတာတွေကိုလုံးနေကြတယ်ဆိုပြီးတော့ပြသလာပါတယ်။ but not bruce bruce ကဒင်းတို့တွေရှိရာအယက်စီကိုခရီးထွက်သွားက ခဲ့တယ်။သူရဲ့ project အကြောင်းပြောနေတဲ့ပုံစံမျိုးနဲ့သူဖန်တီးနေတဲ့အရာတွေကပို့ပြီးတော့ကြောက်ဖို့ကောင်းရမယ်။ဝစ်စင်လို့ရရမယ်။နေရအစ်တီမှာနားခုအတိုက်ဆောက်တာတွေကိုလုံနိုင်ရမယ်။ဒါတွေအားလုံးဒီငယ်စဉ်ဘဝဘရုစ်ကပြောနေတဲ့စကားတွေဆိုပေမဲ့သူလုံနေတဲ့အရာတွေနဲ့တိုက်ရိုက်ချိန်ဆနေပါတယ်။သူက Scorpion လိုမျိုးကြာဖို့တည်းအချွန်နေတဲ့တီထွင်ဆန်းတက်မှုတွေကိုလုံနေတယ်၊လေ့ကျင့်နေပါတယ်။ And actually သူဒီမှာကျင့်နေတဲ့အရာကို Batman အနေနဲ့ခြားတော့ကလည်းကျွန်တော်တို့က share episode ဒီမှာမြင်ခဲ့ပူပါတယ်။မင်းပါထွင်တာကလည်းပြပအောင်လို့ Thomas ကမေးလိုက်တဲ့အခါ Bruce Lee ကသူတီထွင်တာရဲ့ ဲ့ Lenovo prototype လေးကိုပြသခဲ့ပါတယ်။ဒီ Lenovo ရဲ့အတောင်ပံကလက်ရှိရှေး episode တွေမှာစတိုက်မြင်ခဲ့ရတဲ့သူဝတ်ထားခဲ့တဲ့ Batman suit ရဲ့အနောက်ကခက်ရှိရှိတချောင်းချင်းစီထွက်နေတဲ့အတောင်ပံမျိုးဖြစ်ပါတယ်။ဒါပေမဲ့ဒီအတောင်တွေကပြန်လို့ရအောင်အထိပါလုပ်ပေးတယ်။ပေါ်လဲပေါ်ပါတယ်။လူတွေကလေရင်ပြက်ကြတာမျိုးဆိုရင် Lady အစားဒီအတောင်ပံတွေနဲ့ဆင်းလာနိုင်တယ်။ဒီအတောင်တွေကိုတံတားတစ်ခုအနေနဲ့အကူအညီတစ်ခုအနေနဲ့ခုခံမှုအနေနဲ့အသုံးပြုနိုင်တယ်လို့နောက်ဆုံးတိုက်ခိုက်ဖို့အတွက်ပါအသုံးပြုနိုင်တယ်ဆိုပြီးတော့ Bruce Lee ကပြောပြနေပါတယ်။အဲ့ဒါတွေပြီးမှတော့ comic ရဲ့အစား Bruce Lee တယောက်ကတရားရုံးထဲမှာ ရောက်နေတဲ့အခန်းကိုပြန်ပြီးတော့ဆက်လာခဲ့ပါတယ်။ဘရုစ်ပြောတာအရအဲ့ဒီမနက်ကအရာရာပြေဆုံးနေတဲ့မနက်ခင်းတစ်ခုပဲ။သူကတခန်းလုံးကိုတရိတ်ဆိုင်အောင်တွားလို့ရအောင်အတွက်ကြိုးစားပေးခဲ့တယ်။သူရဲ့တငယ်ချင်းတွေနဲ့အတူတရိတ်ဆိုင်အောင်မှာတက်ကလက်အုပ်ကြီးတွေကိုကြည်ရင်နဲ့တက်ကလက်အုပ်ကြီးရဲ့အကြောင်းကိုပြောရင်းနဲ့ရီမော်ခဲ့ကြရတယ်။သူရဲ့အဖေကလည်းဘရုစ်ကိုခုံယူစွာကြည့်နေခဲ့တယ်။ And အဲ့ဒီ moment ကသူ့အတွက်အပျော်ရွှင်ရဆုံးအချိန်ပဲ။အဲ့ဒီ moment အဲ့ဒီအခိုက်အတန့်တွေမှာပဲငါကဆက်တိုင်းနေခြင်းခဲ့မိရဲ့။ဒါပေမဲ့အဲ့ဒီ moment တွေအဲ့ဒီပျော်ရွှင်မှုတွေကိုမင်းကတတ်ပြစ်ခဲ့တာပဲ Mr. Chill ။အဲ့ဒီအတွက်လည်းအမြဲတမ်းအတွက်မင်းပါတာဘ ါ statement ပဲဖြစ်ပြီးဘာပဲပြောပြောငါကမင်းကိုစောက်ရမ်းမုံသွားမှာပဲဆိုပြီးတော့ပြောပြလိုက်ပါတယ်။လက်ရှိအချိန် Gotham မြို့ရဲ့ခေါင်းမိုးတနေရာမှာတော့2 million dollars Batman က Gotham မြို့ကြီးရဲ့လူချမ်းသာတွေခေါင်းဆောင်တွေရှိနေတဲ့ကာဘွယ်တစ်ခုကိုအမိုးပေါ်ကနေပြီးတော့စောင့်ကြည့်နေပါတယ်။ဒီကောင်တွေရဲ့ champion အောက်မှာဆိုရင် Batman ကသူရခဲ့တဲ့ပတ်စံအနေနဲ့တန်ဖန်းဆက်တွေတတ်ထားပြီးတော့ဒီကောင်တွေဘာပြောနေလဲဆိုတဲ့စကားတစ်ခုချင်းစီတိုင်းကအစားထိုင်ပြီးတော့နားထောင်နေပါတယ်။ and လေးလာနေပါတယ်။ဒီကောင်တွေက Gotham မြို့ကြီးကိုအဓိကဖျက်ဆီးနေတဲ့အရာတွေပဲ။မင်းတို့ကဒီစောက်အမြင့်ကြီးမှနေပြီးတော့မင်းတို့ကိုဘယ်သူမှ မထိနိုင်ကြဘူးဆိုပြီးတော့ထင်နေကြတာအခုတော့ငါကမင်းတို့စီလာနေပြီလို့ပြောရင်ねဘတ်မန်ကို finally ဘတ်မန်ဆန်ဆန်2 million dollar စုကြည့်နဲ့ပြသွားရင်ねအဆုံးသတ်သွားခဲ့ပါတယ်နောက်ထပ်မြင်ရမယ့် issue number 5ကလည်းစောက်ရမ်းကောင်းမယ်ဆိုတာသိကြပါပဲအဲ့ဒါကြောင့်စိတ်ဝင်စားကြရဆိုရင်ဒီ comment ကိုဆုံးအောင်ဒီလိုပေးသွားအောင်ပါမလို့ channel ကို subscribe လေးမလုပ်ရသေးဘူးဆိုရင် subscribe လေးလုပ်ထားပေးကြပါဦး and as always guys video လေးကိုချက်ကြလို့ channel ကိုတစ်ဖက်တစ်လမ်းနေပြီးတော့ support လုပ်ပေးခြင်းကြရဆိုရင်နော် video တွေတက်လာတဲ့အခါ USB ပြန်လေးကပ်ပြီးတော့ကြည့်ပေးကြဖို့ရက်တက်လာတဲ့ကြော်ညာလေးကိုဆုံးအောင်ကြည့်ပေးကြဖို့အတွက်လည်းတောင်းဆို ချင်ပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်